။ပဲခူးတိုင်းဇီကုံမြို့နယ်နဲ့ကျွပင်ကောင်မြို့နယ်တွေမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရမှာစစ်ကော်မရှင်တပ်ဖွဲ့မှာ၁၀ဦးသေဆုံးသွားတယ်လို့ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေကနေသိရပါဗျ။ ဒီမှာလည်း22ရက်နေ့ည7:00နာရီအချိန်မှာဇီကုံမြို့နယ်ဝက်ကော်ရွာမှာရှိတဲ့ KTV တခုမှာလာရောက်ပျော်ပါနေတဲ့စစ်ကောင်ပြင်တပ်သားတွေနဲ့လက်အောက်ခံပြူစောတီတွေကိုတရင်အရဝင်ရောက်ပစ်ခတ်ခဲ့ရာပြူစောတီ9ဦးနဲ့ KTV ကအမျိုးသမီး2ဦးသေဆုံးသွားတယ်လို့သိရပါတယ်။အဲ့ဒီပစ်ခတ်မှုမှာလက်နက်ခဲတချို့ကိုလည်းတင်းစီနိုင်ခဲ့တယ်လို့နက်စတီတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပါတယ်။အဲ့ဒီညပစ်ခတ်တော့အခန်းထဲမှာကောင်မလေးနှစ်ယောက်ရှိတယ်။ အဲ့ဒါတော့ကျွန်တော်တို့ကတော့ဒါဘယ်လိုပြောမလဲသူတို့နဲ့အကောင်လုံးပိုးကပ်နေတယ်ဆိုတော့အတတ်နိုင်ဆုံးတော့ကျွန်တော်တို့ကမထီအောင်တော့ရွေးချက်ထိပြစ်တာပဲလေကျွန်တော်တို့လည်းဒါလက်ရက်တပြက်လောက်ရတဲ့ကိစ္စတွေဆိုတော့အမှထီတယ်လို့တော့ပြောတတ်ကြပါတယ်နောက်ဆက်သွဲအနေနဲ့အာဒီကပါဆာအာဒီဘူတယောက်က သူစစ်ကြောက်ဖွဲ့ပြီးတော့ကျွန်တော်တို့ထားတတ်ပဲရွာကိုသွားပြီးတော့နည်းနည်းရှင်းလေးလောက်တယ်နောက်တနေ့ကျတော့လှဲကင်းပတ်ကင်းတွေလောက်တယ် အကိတ်တီးပြီးတော့ပိတ်ထားတယ်ကြားပါတယ်နောက်နောက်တစ်ခုကအဲ့ဒီဂိတ်တွေမှာတော့အင်အားတွေတိုးချက်ချတာတော့ အဲ့ဒီတိုက်ခိုက်မှုတွေအတွင်းစစ်ကွန်ပရှင်တပ်သားတွေစီကနေ G3 တလက် G ပေါက်5ခု G အတောင်80 equipment 2ခုနဲ့ဓာတ်3ချောင်းတို့ကိုတင်စီရရှိခဲ့ပြီးတော်လိုင်းတပ်ဖွဲ့ဝင်တွေအထူးကိမရှိစုခွာလာနိုင်ခဲ့တယ်လို့ necessity အဖွဲ့ထံကနေသိရပါတယ်။ဒါအပြင်နိုဘင်မာလ23ရက်နေ့မနက်9:00နာရီအချိန်ကလည်းပဲခူးတိုင်ကျွပင်ကောင်းမြို့ဝင်မှာရှိတဲ့စစ်ကွန်ပရှင်တပ်ရဲ့စစ်ဆေးဂိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သားရဲနဲ့ပြူစော့တိ5ဦးသေဆုံးပြီးလက်နက်တချို့တင်စီရရှိခဲ့တယ်လို့ဒေသအခြေစိုက် la a por ver si tía ¿vale? စစ်ကောင်ပရှင်လောက်ကန်ရက်တက်ဖွဲ့ရဲ့ကျင်းနှံမှာတော့ချွေးပင်ကောက်မြို့ရှိပတ်မီတာ300ကွာနေရာမှာသူ့ရဲအုပ်ကျော်စင်ထွန်းနဲ့ပြူစောတိဦးသိန်းဝင်းတို့ပါဝင်တဲ့အဖွဲ့ဟာလူနဲ့ရင်တွေကိုစစ်ဆေးမှုတွေပြုလုပ်နေချိန်မှာတော်လိုင်းတက်ဖွဲ့ဝင်တွေကဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက်ရဲတက်ဖွဲ့ဝင်တဦးပြူစောတိ၄ဦးတေဆုံးခဲ့တယ်လို့ဖော်ပြထားပါတယ်ဒါပြင်အဲ့ဒီဖြစ်စဉ်အတွင်း BA 63တလက် BA 64တလက် MA 73တလက်တို့ပျောက်ဆုံးသွားတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ လူ့ကောင်မီဒီယာရဲ့ဆက်လက်ကြံပြန်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝီပင်းချင်းကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။